လွန်ခဲ့တဲ့ကျွန်တော်တို့19ရာစုမတိုင်ခင်တုန်းကပေါ့နော်သိပ္ပံပညာရှင်တွေနဲ့ကျွန်တော်ဒီဘီတုကာပညာရှင်တွေအဲ့လိုမျိုးဒီပညာရှင်တွေကပေါ့နော်အဲသိပ္ပံပညာတွေတိုးတက်ထွန်းထကားလာတဲ့အခါမှာနေအစွမ်းရင်ကိုပေါ့နော်လျှက်စစ်စွမ်းရင်အဖြစ်ပြောင်းလဲပေးမဲ့ဤပညာကိုသူတို့သူတေသနာအစပြီးတော့ပြုလုပ်လာပါတယ်ဒါအပြင်ပြီးတော့သူကနျူကလ িয়ার စွမ်းရင်ကတော့အပူပြီးလွယ်နေရတဲ့မှာပါတယ် ပြီးတော့စွန့်ရင်ပို့ပြီးတော့လည်းမမဆာရနေတယ်မှာပါတာဖြစ်တဲ့အတွက်အစိုးရအပါဝင်ပေါ့နော်ဖွဲ့စည်းတော်တော်များကလည်းဒီဆိုလာစွန့်ရင်ကိုတိတ်ယူမဆိုင်မိဘူးကဘာပေါ်မှာ အကြီးဆုံးသာဆိုလာဥယျာဉ်ကြီးတစ်ခုရှိရယ်ပေါ့နော်အဲ့ဒါကဘယ်မှာလဲဆိုရင်ဒါအိန္ဒိယနိုင်ငံအာဒီရာဂျစ္စတန်ပြည်နယ်ကဒါဘန္ဒလာဥယျံဆိုတဲ့ဘန္ဒလာရွာမှာတရှိတာပေါ့နော်အေကာပေါင်း1000နဲ့မှ4000အေကကျေဝင်ပါတယ်အားလုံးမင်္ဂလာပါအိန္ဒိယနော်လေးရှယ်ရီမှာကျေးဇူးပါတယ် ါကတော့ကျွန်တော်တို့ Tech Weekly Podcast Season လေးပဲဖြစ်ပါတယ်။ဆိုတော့ Tech Weekly Podcast Season ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကမ္ဘာတစ်လောမှာရှိသမျှကျွန်တော်တို့ဒီနည်းပညာအခန်းကဏ္ဍတွေကိုကျွန်တော်တို့ကဆွေးနွေးတော့မှာဖြစ်ပါတယ်။ဆိုတော့ဒီဒီပုတ်မှာတော့ကျွန်တော်ကဒီ Solar Energy ပေါ့နော် Solar စွမ်းအင်အကြောင်းကိုကျွန်တော်တို့ဆွေးနွေးသွားကြင်ပါတယ်။အဲဆိုတော့ကျွန်တော်တို့လေဒီကျွန်တော်နိုင်ငံမှာဆိုရင်လည်းကျွန်တော်တို့ Solar ပြားတွေတက်ဆင်ပြီးတော့သုံးဆက်လာတယ်။အဓိကအကြောင်းရင်းကတော့ကျွန်တော်တို့မီးမမှန်တော့တာပေါ့နော်။မီးမမှန်တော့အဲသုံးဆက်လာကြရတယ်။ကျွန်တော်တို့ဟိုးရင်တော့ကဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာ မာဆိုရင်တောင်မှဗျာအဲကျွန်တော်ဒီခစ်ကောင်းတုန်းကပေါ့နော်ကျွန်တော်ဒီလျှက်စစ်တွေမကြက်တဲခင်တုန်းကလျှက်စစ်ဆိုရင်မကြက်တဲခင်တုန်းကကျွန်တော်တို့ဆိုလာကိုသုံးတယ်ဆိုတာကတောတွေရွာတွေမှာပဲကျွန်တော်တို့သုံးကြတာပေါ့နော်တောတွေရွာတွေမှာဒါတောင်မှလမ်းမဆက်တော်ကြီးခက်ခဲတဲ့နေရာတွေမှာအဲ့လိုမျိုးနေရာတွေလျှက်စစ်တိုင်တွေဓာတ်တိုင်တွေမပေါက်ရောက်နိုင်တဲ့နေရာတွေမှာပဲကျွန်တော်ဆိုလာပြားတွေကိုသုံးဆွဲကြတယ်အဲ့ဒီကနေတစင်လျှက်စစ်သုံးကြရတာပေါ့နော်လျှက်စစ်မရတဲ့မြို့ရွာတွေပေါ့တနည်းအားဖြင့်တော့ရွာတွေပေါ့နော် ဒါပေမဲ့အခုကျတော့ကျွန်တော်တို့အခုလိုမျိုးခေတဲခေတဲရောက်လာတော့ဗောနော်အဲကြက်တဲတဲ့ခေတဲရောက်လာတဲ့ခါကျတော့လက်စစ်လက်မှန်တော့ကျွန်တော်ဒီမြို့ပေါ်တွေကအစားကျွန်တော်ဆိုလာတွေကိုတက်ဆင်ပြီးသုံးဆွဲလာကြတယ်နောက်ဆုံးဘယ်ဒီမှာလဲဆိုရင်ဗျာစက်ယုံတွေကအစားအဲ့လိုဆိုလာတွေကိုတက်ဆင်ပြီးတော့သူလုပ်ငန်းတွေကိုလေပက်အဲ့လိုမျိုးတွေအထီတောင်ရှိလာတယ်ဗောနော်အလောက်ကြီးတီကိုကျွန်တော်ဆိုလာတွေကိုသုံးတွင်ကျလာခဲ့တယ်။ဒါကကျွန်တော်တို့ဒီကျွန်တော်မြန်မာနိုင်ငံမှာနေတော့မဟုတ်ဘူးပေါ့နော်။ကဘာနဲ့တဝမ်းမှာအဲ့လိုမျိုးအဲသုံးဆွဲလာကြတာပေါ့နော်။ ဟုတ်ကဲ့ပါဆိုတော့ဒီ solar system ကကျွန်တော်တို့ဘယ်ကနေစလာလဲပြီးတော့သူ့ရဲ့အလုပ်လုပ်ပုံကဘာလဲပြီးတော့ဒီ solar ပြားတွေကဒီနေရနေဘယ်လိုမျိုး electricity ရပြီးဘယ်လိုလုပ်လုပ်တာလဲပြီးတော့ဘယ်သူတွေကတီထွင်ခဲ့တာလဲဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးသွားကြအောင်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ focus season လေးဖြစ်တဲ့အတွက်ကျွန်တော်ဒီအိတ်နေနားထောင်တာပဲဖြစ်ဖြစ်အလုပ်လုပ်နေနားထောင်တာပဲဖြစ်ဖြစ်နားထောင်လို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကြည့်စိုးဝင်ပါစလိုက်ကြအောင်ကျွန်တော်တို့အဲလွန်ခဲ့တဲ့ကျွန်တော်တို့19ရာစုမတိုင်ခင်တုန်းကပေါ့နော် ိပ္ပံပညာရှင်တွေနဲ့ကျွန်တော်ဒီဘိတုကပညာရှင်တွေအဲ့လိုမျိုးဒီပညာရှင်တွေကပေါ့နော်အဲသူအလင်းရောင်ရဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီနေရဲမှာအလင်းရောင်ကိုပဲအဓိကထားပြီးတော့သုံးထားကြတယ်သုံးကြတယ်ပေါ့နော် energy အပြင်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီလိုမျိုးအဲဒီခစ်တွေပြောင်းလာတယ်အဲသိပ္ပံပညာတွေတိုးတက်ထွန်းကားလာတဲ့အခါမှာပညာရှင်တွေကနေအစွမ်းရင်ကိုပေါ့နော်လျှက်စစ်စွမ်းရင်အဖြစ်ပြောင်းလဲပေးမဲ့ဤပညာကိုသူတို့သူတေသနာအစပြီးတော့ပြုလုပ်လာပါတယ်စကွေရစုနှောင်းပိုင်းမှာပေါ့ပထမဦးဆုံးအနေနဲ့ ပညာရှင်ကိုပြောပါပေါ့ဆိုရင်တော့ရုရှားနိုင်ငံကဒါသိပ္ပံပညာရှင်တဦးဖြစ်တဲ့ဒါအလက်ဇန်ဒါအဲစတော့တော့ပေါ့နော်ဒါကျွန်တော်ဒီဒီသူ့ရဲ့နာမည်ခေါ်ပေါ့မှာဝိုင်းတော့ခွင့်လွှတ်ပေးပါ သူကကမ္ဘာပထမဆုံးဖိုတိုဆဲလို့ခေါ်တဲ့ဒီဆိုလာစွမ်းအင်တဲ့အခြေခံအဲကြရတယ်ပေါ့နော်ဒီနည်းပညာတစ်ခုကိုသူကတွေ့ရှိခဲ့ပါတယ်အဲ့ဒီဖိုတိုဆဲဆိုတာဘာလဲဆိုရင်သူကအလင်းရောင်ရတဲ့အခါမှာအဲ့ဒီအလင်းရောင်က ကျွန်တော်တို့ဒီလက်ခံနဲ့ဟာကတထုတွေအဲ့ဒါညနဲ့ထိတွေ့လိုက်တဲ့အခါမှာလျှက်စစ်တက်ပြောင်းသွားတယ်ဆိုတဲ့ဟာကိုသူကသွားတွေ့တာပါဒါသူ့ရဲ့ဒါဆိုလာရဲမှာပထမဦးဆုံးအရင်မြစ်ကိုစပြီးတော့တွေ့ရလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီနောက်မှာတော့သူကပဲဒီအလင်းနဲ့လျှက်စစ်နဲ့ ဆက်ဆက်ပုံတွေကိုပေါ့နော်သူကအဲ့ဒါကိုခြေခံပြီးတော့သူတို့ဆက်ပြီးတော့လေ့လာခဲ့ပါတယ်သူရဲ့မှာလေ့လာတွေ့ရှိချက်တွေပေါ့နော်သူရဲ့လေ့လာချက်တွေကပဲဒီ solar energy ဖြစ်ပေါ်လာမဲ့အခြေခံ foundation လို့ပြောလို့ရတယ်ပေါ့နော်အဓိကတော့သူကတွေ့ရှိခဲ့တာကအလင်းဒီသူတို့ဒီလက္ခဏာနဲ့တထုနဲ့ထိတွေ့ရတာနေပြီးတော့လက်စီကြောင်ဖြစ်သွားတာပေါ့နော်အဲ့ဒါကိုသူက photo cell လို့ခေါ်တာပေါ့နော်အဲ့ဒီ photo cell ဆိုတဲ့နည်းပညာကိုသွားတွေ့တယ်သူဆက်ပြီးလေ့လာရင်းနဲ့ပဲဒီ solar ရဲ့မှာ foundation ဖြစ်လာခဲ့တယ်ပေါ့နော်ဆိုတော့လူတွေသုံးနိုင်တဲ့ ပထမအဆုံးဆိုလာတော့ဗောနော်အဲဘယ်ကနေတထွန်ခဲ့လဲဆိုရင်တော့ American company တခုဖြစ်တဲ့ဒီမှာ Bell Labs ဆိုတဲ့ company ကသူကတီထွန်ခဲ့တာပါဘယ်တော့လဲဆိုရင်တော့1948ခုနှစ်ကပါ1948ခုနှစ်မှာသူကပထမအဆုံးဆိုလာဆဲဖိုတိုတိုက်လို့ခေါ်တဲ့ ဒီဆိုလာပြားတစ်ခုကိုသူကတီထွင်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒါကသူကဒီပထမအဦးဆုံးလဲဖြစ်တယ်လျောက်ပေါ့နော်သူကတော့ဒီနေအောင်ကြီးရရတယ်စွမ်းအင်ရဲမှာပေါ့နော်600ခိုင်နှုန်းလောက်ကိုပဲသူကသုံးဆွဲနိုင်တယ်ပေါ့နော်လျှက်စစ်စွမ်းအင်ပေါ့ဆိုတော့တော်တော်ကြီးကိုနေတယ်ပမာဏပေါ့နော်အဲ့ဒီပမာဏကဒီလျှက်စစ်အဲ့ဒီကရရတဲ့လျှက်စစ်ကသူဘလာဘာလေးတွေပဲသုံးလို့ရတယ်ဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုးအိမ်နေမှာသုံးတဲ့ဟာကိုမဟုတ်ပါဘူးဒီလိုမျိုးကလေးကစားစီရာအယုတ်တွေမှာသုံးတယ်လျှက်စစ်လောက်ကိုပဲသူကပေးနိုင်တာပါဒါပေမဲ့ အမေရိကန်စစ်ဌာနချုပ်ဖြစ်တဲ့ပင်တဂွန်ကနေပြီးတော့သူတို့ deploy လုပ်နေတယ်ပေါ့နော်ဒီ satellite တွေဂျိုးတူတွေမှာဒီ solar စွမ်းအင်သုံးလို့ရနိုင်တယ်ဆိုတာကိုသူတို့ကစပြီးတော့တတိထားမိလာတယ်အဲ့ချိန်မှာအဲ့ဒါမှာစပြီးတော့ deploy လုပ်မလဲဆိုပြီးတော့သူတို့ဒါအားစိုက်လာတယ်ပေါ့နော်ဒါပေမဲ့ဒီအမေရိကန်စစ်ဌာနဘက်ကလည်းသူတို့အဲ့ချိန်တုန်းကဟိုအားဆိုင်နေတဲ့အရာနှစ်ခုရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ nuclear စွမ်းအင်နဲ့အဲသူတို့ရေနံစွမ်းအင်ပေါ့နော် အဲ့ဒီနှစ်ခုကိုသူကအားဆိုင်နေရဖြစ်တဲ့အတွက်ဆိုလာစွမ်းအင်ဘက်ကိုဆိုလာအန်နာဂျီဘက်ကိုသူတို့အရင်ကြီးအလေးမထားမိခဲ့ပါဘူး။ဒါပေမဲ့ခုနကတော့ American Bell Lab Company ကတည်ထင်ခဲ့တဲ့ဒါပထမအောင်ဆုံးဆိုလာပြီး10နှစ်အကြာမှာတော့ဒီဆိုလာစွမ်းအင်ကိုသုံးတဲ့ဆိုလာစွမ်းအင်သုံး ဒါဂျိုဒုကိုသူတို့ဆယ်နှစ်ကြာပြီးမှလွတ်နိုင်ခဲ့တယ်။ဘယ်သူကလွတ်နိုင်လာလဲဆိုရင်တော့အမေရိကန်ဒါအခြေစိုက်ပဲသူတို့ဒီသုတေသနအဖွဲ့အစည်းဖြစ်တဲ့ဒါ NRL ဆိုတဲ့အဖွဲ့အစည်းကလွတ်နိုင်ခဲ့တာပါ။အဓိကတော့အဲ့ဒီ satellite မှာသူဆိုလာပြားတွေရနေပြီးတော့လက်စစ်ထုတ်ပြီးတော့အဲ့ဒီ satellite ကိုသူတို့ဒီဂျိုဒုကိုပေါ့နော်လေပတ်အောင်သူတို့ထောက်ပံ့ပေးတဲ့စနစ်နေနဲ့ဆိုလာ energy ကိုစသုံးခဲ့တာပေါ့နော်။ American ဘက်ကနေပြီးတော့ဒီ solar energy သုံးတဲ့ satellite ကိုလွတ်တင်နိုင်ပြီးရဲ့နောက်ပေါ့နော်။နှစ်လပဲကြာတဲ့အခါမှာ ရုရှားနိုင်ငံကဒါအသိပညာရှင်တွေကလည်းပဲဒီ solar energy သုံးတဲ့ဂျိုတုကိုပေါ့နော်လွှတ်တင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဂျိုတုမှာကြာတော့သူကဂျိုတုတစ်ခုလုံးကိုဒီ solar energy ကိုသုံးပြီးတော့ပဲအဲထောက်ပံ့ပေးတာမဟုတ်ပေါ့နော်။တကယ်တမ်းကသူတို့ solar ကနေရတဲ့ energy ကိုသူတို့ကသူတေသနာလုပ်တဲ့ပေါ့နော်ဒီဂျိုတုမှာသုံးတဲ့ function တွေအတွက်လောက်ကိုပဲအနည်းငယ်လောက်ကိုပဲသုံးထားတာပါ။ โอเคအဲ့ဒါဆိုတော့ဗောနော်ဒီ solar စွမ်းအင်တွေကအဲကျွန်တော်တို့ဒီလိုမျိုးသုတေသနလုပ်ငန်းတွေဒီလိုဂျိုဒုတွေမှာလွှတ်တင်ဒါကနေပြီးတော့ဘလို့ဖြစ်ပြီးတော့လူတွေကိုအဲလူတွေရဲ့မှာကျွန်တော်နေတူကသုံးဆွဲတဲ့နေရာမှာအဲရောက်ရှိလာခဲ့တာလေလူတွေ ਨੇ ဘလို့မျိုးဆက်ဆက်ပြီးဖြစ်လာခဲ့တာလေဗောဒါပေမဲ့အဲ့ဒီ solar တွေစွမ်းအင်ကပေါ်ပေါ်ချင်းမှာတော့ကျွန်တော်တို့အရန်ဈေးနှုန်းပမာဏအဖြစ်အရန်ကြီးတာရောဒီလူသားတွေအတွက်ဒီလိုမျိုးရေနံနေပြီးတော့ အဲဒီဓာတ်ငွေတွေသူတို့တဘာဝတွေကပေါ့နော်အဲ့ဒီရတဲ့ဒီ energy တွေကပို့ပြီးတော့လွယ်ကူတယ်ပေါ့နော်အဲ့ဒါကြောင့်လူတော်များအစမှာ solar energy ကိုသိသိမှွန်စားပါဘူးဒါအပြင်ပြီးတော့သူက nuclear စွမ်းအင်ကတော့ပို့ပြီးလွယ်နေရတဲ့မှာပါတယ်ပြီးတော့စွန့်ရင်ပို့ပြီးတော့လည်းမမဆာရနေတယ်မှာပါတာဖြစ်တဲ့အတွက်အစိုးရအပါဝင်ပေါ့နော်ဖွဲ့စည်းတော်တော်များကလည်းဒီဆိုလာစွန့်အင်ကိုတိတ်ယူမဆိုင်မိဘူးဒီနျူကလ িয়ার စွန့်အင်နေပြီးတော့ရေနံကြောင်မီသွင်းတဲ့တဘာဝအဲ့ဘက်တွေကိုပဲတော်တော်များအားစိုက်ကြတယ် အရန်ပေးမိဘူးပေါ့နော်ဒါပေမဲ့စစ်တပ်ပေါ့နော်ဒီစစ်တပ်နဲ့သိပ္ပံပညာရှင်တွေကပဲဒီဆိုလာနဲ့ပတ်သက်ပြီးတော့ဆက်ပြီးလိလာဖြစ်တယ်လိလာခဲ့ကြတယ်ပေါ့နော်အပ်ပြီးမှသူလူတွေတုံးနိုင်တဲ့အထီကိုတစင်စင်ပြောင်းလဲဖို့ဖန်တီးလာကြပါတယ်ဒါပေမဲ့27ရာစုရောက်လာတဲ့အခါမှာကြတော့တော်တော်များများကပြောင်းလဲသွားပါတယ်ဘာကြောင့်ပြောင်းလဲသွားလဲဆိုတော့ကျွန်တော်တို့ဒီကွန်ပျူတာတွေဒီဖုန်းတွေတနည်းအားဖြင့်ပြကျွန်တော်တို့နေတူဝါမှာလျှက်စစ်သုံးဆွဲမှုအများများလာခဲ့ပါတယ်ဒါကြောင့် ကဘာတဝမ်းပေါ့နော်လျှက်စစ်လိုအပ်ချက်ကဒီ electronic energy အဲ့အဲ့ဒီ energy လိုအပ်ချက်ပေါ့နော် electric ကအများကြီးလိုအပ်ချက်များလာတာဖြစ်တဲ့အတွက်လူတွေကရင်းရင်လာကြပါတယ်အဲ့ဒီနောက်ကိုမှဒီကျွန်တော်တို့ခုနကတည်းကပြောတဲ့ nuclear စွမ်းရင်တွေအရင်နံကြောင်းပြီးတွေ့ဒါတွေကထုတ်ယူသုံးဆွဲမှုများလာတဲ့အခါမှာကဘာကြီးမှာရေဒုလေဒုညဉ့်ဉန်းမှုတွေဖြစ်လာတယ်အဲပြီးတော့ကျွန်တော်တို့ဒီရေတွေကြီးတယ် ဲ့လိုမျိုးတဘာဝဘေးရန်နေရာတွေဇက်တိုက်ဖြစ်လာကြတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပဝန်းကျင်ကိုသတိထားထိမ့်သိမ်းဖို့လိုအပ်လာတယ်ဆိုပြီးတော့တဘာဝအရင်းမြစ်တွေဖြစ်တဲ့လေရေအဲ့ဒါကိုကျွန်တော်ဒီနေစတဲ့အရင်းမြစ်တွေကိုစပြီးတော့တွတ်တွေ့တယ်ပေါ့နော် ဲ့ဒါကနေစပြီးတော့ပဲဒီအစိုးရဌာနတွေအစိုးရအဖွဲ့အစည်းတွေပေါ့နော်ဒီနိုင်ငံတော်ကကဘာတော်ကပေါ့နော်အဲ့အဖွဲ့အစည်းတွေကနေစပြီးတော့ဒီဆိုလာစနစ်ကိုစသုံးဖို့တိုက်တွန်းလာကြတာဖြစ်ပါတယ်အဲ့ဒါအပြင်မှာဒီဆိုလာစနစ်ကဆိုလာ energy ကပေါ့နော်အရင်တော့ကကြတော့ဆက်ပစ္စည်းအနေနဲ့ဆိုရင်ဒီဆိုလာ panel အပြားကြီးတွေကအကြီးကြီးတွေကနေပြီးတော့ပါပြီးပါလာလွာခဲ့တယ်အဲ့ဒီအတွက်ကုန်ကျစရိတ်ကလည်းလျော့လာတာဖြစ်တဲ့အတွက်လူတွေကလည်းသုံးဆွဲဖို့ကို အဲစိတ်ဝင်စားလာခဲ့ကြပါလေဒီလိုနဲ့ပဲဒါဆိုလာပြားတွေဆိုပြီးတော့ထုတ်လုပ်မှုတွေရှိလာတယ်ရှိလာပြီးတော့ကျွန်တော်တို့လူတွေရဲ့မှာနေစဉ်သုံးတဲ့ market ထဲကိုပေါ့နော်ရောက်ရှိလာပြီးတော့လူတွေကလည်းဝယ်ယူသုံးစွဲခြင်းဖြစ်လာခဲ့တာပါအခုဆိုရင်တော့တော်တော်များများဒီဆိုလာပြားကအစဝယ်တုန်းကတော့ဒီပတ်စံအရင်အများကြီးပေးရတယ်ဆိုပေမဲ့ဝေးလံခေါင်ရိုက်ဒေသတွေမှာဆိုရင်တော်တော်လေးသုံးဝင်တာကြောင့်ရောင်းအားအနေနဲ့လည်းတော်တော်လေးတွန့်ချေကြပါတယ်ဆိုတော့ဒီညမှာမေးစရာရှိတာက ဒီဆိုလာကဘလို့လှုပ်လှုပ်တလေပြောမယ်ဆိုနေရောင်ကြီးကနေပြီးတော့လို့အပြားကြီးနဲ့ခံလိုက်ုံနဲ့လေးစစ်ကထွက်လာတာကဘလို့လှုပ်လှုပ်တာလဲဆိုတဲ့မိကွန်းကရှိလာပါတယ်ဆိုတော့ပထမအုပ်ဆုံးကတော့ဒီဆိုလာပြားကိုသူကအဲဆိုလာပန်တယ်ဟုတ်ပေါ့နော်ဒီဆီလီကွန်ဆဲတွေနဲ့သူကဖွဲ့စည်းထားတာပါအဲ့ဒီဆီလီကွန်ဆဲတွေကနေအောင်ကြည်တဲ့ကနေပြီးတော့ဖိုတွန်တွေကိုစုပ်ယူပါတယ်။အဲ့ဒီဖိုတွန်တွေကနေပြီးတော့ဆဲတွေကနေပြီးတော့အီလက်ထရွန်တွေကိုသွားပြီးတော့လှုပ်ဆော်ပါတယ်။ ဲ့ဒီကနေတစင် electronic လျှက်စစ်စပြီးထွက်လာတာဖြစ်ပါတယ်ဒါပေမဲ့သူကထွက်လာတယ်ပေါ့နော်ဒီဆိုလာပြားရင်ထွက်လာတယ်လျှက်စစ်က direct current ကြီးဖြစ်နေရပေါ့နော်အဲ့ဒါကြောင့်သူကဂျားထဲမှာကျွန်တော်ဒီခံပြီးသုံးရတဲ့အရာရှိအပါလဲဆိုတော့ inverter လိုမျိုးစက်တွေကိုကျွန်တော်ခံရတယ် ပြီးတော့ကျွန်တော်တို့ပိုရှန်နဲ့လျှက်စစ်တွေကိုလည်းသူကဘက်ထရီလိုမျိုးဟာတွေမှာတူလောင်လို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့တော်တော်များများကဒီနေကနေလကင်ပူတော့မှာလျှက်စစ်ကိုသူကဒီတင်းထားပြီးတော့ပေါ့နော်ပြောချင်တာတော့ဒီဘက်ထရီတွေအသွန်းထားပြီးတော့ညချမှာလျှက်စစ်ကိုတုံးကြတာမျိုးဖြစ်လာကြတာပါဆိုတော့ ီ solar panel တွေရဲ့မှာဒီ generation တွေပေါ့နော်ဒီ solar panel တွေအခုလက်ရှိကျွန်တော်တို့ဒီကမ္ဘာမှာထုတ်လုပ်ထားတဲ့ solar panel အမျိုးအစားဘယ်လောက်ထိရှိနေပြီလဲပေါ့နော်အဲ solar တွေဘယ်လောက်ရှိနေပြီလဲဆိုတော့ကျွန်တော်တို့တွေ့ရတဲ့လောက်ကတော့အခုလက်ရှိကတော့ဒီ generation 60ရှိနေပြီပေါ့နော် generation 60ခုရှိနေပြီ โอเคပထမဆုံး solar panel first generation ပေါ့ first generation မှာဆိုရင်တော့သူကဒီအခြေခံအားဖြင့်တော့သူကလည်း silicon solar cell တွေနဲ့ပဲသူကဖွဲ့စည်းထားတယ်။အဲ့ဒီမှာအဓိကတော့ဗောနော်သူက silicon cell နှစ်ခုပါတယ်ဗောနော်။အဲ့ဒီနှစ်ခုကသူကအရေးသွေးအရန်ကောင်းပြီးတော့ကုန်ကျစရိတ်အရန်များပါတယ်။ဒါပေမဲ့အရေးသွေးအရန်ကောင်းတာဖြစ်တဲ့အတွက်သူကဒီ energy အပြည့်အမီကိုသူကဖမ်းယူနိုင်တယ်ဗောနော်။ โอเคနောက်တစ်ခုကကြတော့ solar panel ရဲ့မှာ second generation second generation မှာကြတော့ကျွန်တော်တို့ခုနက first generation မှာသုံးထားတဲ့ solar panel တွေထက်စာရင်သူကပိုပြီးတော့ပါလွာအောင်လုပ်ထားတယ်ပေါ့နော်ပါလွာသွားတယ်ပေါ့နော်ပါလွာသွားတဲ့အတွက်ကုန်ကျစရိတ်လည်းအရန်တက်တာတယ်ဒါပေမဲ့သူကပစ္စည်း quality ပေါ့နော်သူ့ရဲ့မှာဒီအရေးသွေးပိုင်းအားဖြင့်ကြတော့မပြည့်မီတော့ပါဘူးမမကောင်းဘူးအဲသူ့ရဲ့မှာအားစားချက်နောက်တစ်ခုပြောပါဆိုရင်တော့ဒီသူကနေနည်းနည်းပဲပွင့်တော့မှသူကဖမ်းယူလို့ရတယ်ပေါ့နော် ဲ့တခုပဲဆိုတော့နောက်တာ generation တာ generation မှာကြတော့လေသူကနီးပညာအသစ်တွေတော့သုံးဆွဲထားတယ်အဓိကတော့ဒီတာ generation မှာသူတို့ကဒီကုန်ကျစရိတ်တက်တာအောင်လို့ဆိုပြီးတော့နီးပညာအသစ်တွေတော့ထပ်ထည့်ထားတယ်ဒါပေမဲ့ပစ္စည်းပိုင်းအရဆိုရင်တော့ဒီပါလွာတဲ့ဟာတွေပဲသုံးထားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သူကနေပူအရန်မခံနိုင်တာတွေပြီးတော့သဘောအတန်တွေကိုသိမခံနိုင်တာဖြစ်တဲ့အတွက်ရေရှည်မခံတာတွေဖြစ်ပါတယ်အဲ့တခုတာ generation မှာဆိုးတယ်ပေါ့နော်ဒီ4 generation မှာကြတော့လေအခုလက်ရှိထိကတော့သူတွေတနာပဲလုံနေသေးရဲ့စီးပွားပြထုတ်လို့ ို့အတွက်ကကြာတော့လေကုန်ကြစည်အရန်ကြီးနေတရားဖြစ်တဲ့အတွက်မထုတ်လုံနိုင်သေးဘူးပေါ့နော်โอเคအဲ့ဆိုတော့အခုလက်ရှိကျွန်တော်တို့ပတ်ဝန်းကျင်မှာတုံးနေတဲ့ဆိုလာတွေကဘယ် generation လဲဆိုရင်တော့ပထမအုပ်ဆုံး first generation ကိုပဲတုံးနေကြတာဖြစ်ပါတယ်ဘယ်လိုမျိုးနှီးပညာတွေပေါ့နော်အသက်ဆန်းကောင်းမွန်အောင်လုပ်ပါစေပေါ့နော်အဲ့ဒီ generation လေးခုမှာလူသုံးအများဆုံးကတော့ကျွန်တော်တို့ဒီ first generation ပဲဖြစ်ပါတယ်လူသုံးအများဆုံး ਨੇ အသုံးဝင်ဆုံးလို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ဒီဆိုလာအကြောင်းပြောနေတာဆိုတော့ကမ္ဘာပေါ်မှာ အကြီးဆုံးဆိုလာဥယျာဉ်ကြီးတစ်ခုရှိရယ်ပေါ့နော် အဲ့ဒါကဘယ်မှာလဲဆိုရင်ဒါအိန္ဒိယနိုင်ငံအာဒီရာဂျစ်စတန်ပြည်နယ်ကဒါဘန္ဒလာဥယျံဆိုတဲ့ဘန္ဒလာရွာမှာတရှိတာပေါ့နော်သူကဘလောက်ထိကျဲလဲဆိုရင်ဧကပေါင်းသူကတဧက2ဧကမဟုတ်ပါဘူးဧကဘလောက်ထိလဲဆိုရင်ဧကပေါင်း1000နဲ့မှ4000ဧကကျဲဝင်ပါတယ်အဲ့1000လေးတောင်ဧကကနေပြီးတော့သူကသူတို့အဲ့ဒီဒေတာရဲ့အပူချိန်ပေါ့နော်လေသူကနေရာဒီမှာဆိုရင်46ဒီဂရီကနေပြီးတော့ဒီ48ထိတောင်ရှိပါတယ် အဲ့ဒီကနေပြီးတော့သူကစုစုပေါင်းထုတ်လုပ်နိုင်တဲ့စွမ်းအင်ပေါ့နော်ဒီ electric စွမ်းအင်ကတော့မီဂါဝတ်2245မီဂါဝတ်ထိထုတ်လုပ်နိုင်ပါတယ်ဆိုတော့ဒီဆိုလာဒီဆိုလာဒီဒီဥယျာဉ်ကြီးပေါ့နော်2019ကအမေရိကန်ဒေါ်လာ1.3ဘီလီယံကျော်ကုန်ကျပြီးတော့ဆောက်လုပ်ထားတာဖြစ်ပါတယ်โอเคအဲ့မှဆိုရင်တော့ဒီမှာဆိုလာပြားပေါင်းတင်ကိုပဲဆိုလာပြားပေါင်း10တန်းကျော်ဒီဆိုလာပန်နယ်ပေါင်း10တန်းကျော် ਨੇ ဒီကလုပ်ထားတယ်အဲ့ဒီကနေပြီးတော့ရတဲ့လျှက်စစ်ကပေါ့နော်ဒီကလကတာမြို့တစ်မြို့လုံးကိုလျှက်စစ်ပေးထားနိုင်ပါတယ်ဆိုလာ energy က ကျွန်တော်တို့ကဘာအတွက်ဘလောက်ထိတောင်အရေးပါပြီးအသုံးဝင်နေပြီလဲလို့ကြည့်ကြအောင်ပါဘလောက်ထိအရေးပါနေပြီလဲဆိုရင်တော့တော်တော်လေးတော့အရေးပါနေပြီအဓိကတော့ကျွန်တော်တို့လျှက်စစ်မရနိုင်တဲ့ဒေသတွေမှာလျှက်စစ်ရလာတယ်နောက်ပြီးတော့ဒီဆယ်စုနှစ်တစ်ခုလောက်အတော်အတွင်းမှာပဲကုန်ကျစရိတ်ကတော်တော်လေးကိုရွကျသွားတယ်နောက်တစ်ခုကကျွန်တော်တို့ခုနကတည်းကပြောတဲ့သဘာဝပတ်ဝန်းကျင်ထိခိုက်ဆုံးရှုံးမှုအရန်နည်းတယ်ခုနကတည်းကလို့ကျွန်တော်နျူကလ িয়ার စွမ်းရင်တို့ပြီးတော့ရေနံတို့ဘာအဲ့အရေးတဲ့ဆိုင်ရင်တော့ဆိုလာစွမ်းရင်ကပို့ပြီးတော့တန့်စင်နေတယ်မှာပါတယ်ပေါ့နော်အဲ့ဆိုတော့ဒီထုတ်လုပ်မှုအပြင်တော့လေဒီနှစ်အနေငယ်တော့အတွင်းမှာလဲကုန်ကျစရိတ်ကရော့သွားပြီပေါ့နော် နိုင်ငံတော်တော်များများကလည်းဒီ solar energy နဲ့ပတ်သက်ပြီးတော့ဒီမူဝါဒအစ်စ်တွေချတာရှိတယ်ဥပဒေထုတ်တာရှိတယ်အဓိကကတော့သူတို့အခွန် solar တွေနဲ့ပတ်သက်ပြီးတော့အခွန်တွေ short ချပစ်တာတွေနောက်ကြတော့ solar energy ကိုသူပင်မ energy တွေကိုရောသုံးဖို့တွေအဲ့ဒါတွေမျိုးမျိုးသူတို့နိုင်ငံတော်တော်များများကလှုပ်ဆောင်လာကြပါပြီအဲ့ဒါကိုရှိရဲပေါ့နော် က်တစ်ခုကတော့ကျွန်တော်တို့နိုင်ငံလိုမျိုးပေါ့နော်ဒီလျှက်စစ်မမှန်တာမီးမမှန်တဲ့ဟာမျိုးဆိုရင်လည်းဒီဆိုလာကအဖြစ်တစ်ခု ဖြစ်လာတယ်ပေါ့နော်အဓိကတော့ဆိုလာကအခုကျွန်တော်ရှေ့တော်ပြောခဲ့သလိုပါပဲပထမတစ်ဆင့်မှာတော့ဝဲဝဲချင်းလှုပ်လှုပ်ချင်းမှာတော့ဒီပတ်စံအလုံးရင်းနဲ့ပေးရတယ်ဆိုပေမဲ့ဒါပြီးသွားရင်ကျွန်တော်တို့ကသုံးဆွဲနေုံပဲပေါ့နော်အဲ့ဒီအတွက်ကြောင့်ကုန်ကျစရာလည်းထပ်မရှိနိုင်တော့ဖြစ်တဲ့အတွက်တော်တော်လေးတော့ဒါဟိုရွေးချယ်စရာတခုတော့ဖြစ်လာခဲ့ပါတယ်အဲ့ဒါဆိုတော့ပေါ့နော်ဒီဆိုလာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကအခုကောင်းကျိုးတွေကြီးပဲပြောနေတာပေါ့နော် ဆိုတော့ဒီ solar energy ကရောစိုးကျိုးရှိလားပေါ့ဒီပတ်ဝန်းကျင်အတွက်တခုခုစိုးကျိုးတွေများရှိသလားပေါ့နော်စိုးကျိုးရှိသလားဆိုရင်တော့အရာတိုင်းမှာတော့ကောင်းကျိုးရှိတယ်လို့စိုးကျိုးတော့ရှိရပေါ့နော်အဲ့တော့ဒီ solar မှာလည်းစိုးကျိုးရှိပါတယ်အဓိကတော့ဗာလဲဆိုရင်တော့အလွန်ကျွန်းသုံးဆွဲတာမျိုးနဲ့ပတ်သက်ပြီးတော့စိုးကျိုးရှိရပါပေါ့နော်အဓိကတော့တဘာဝစွမ်းရည်တွေကိုသုံးချတဲ့လျှက်စစ်ထုတ်လုပ်မှုတော့တနည်းအားဖြင့်ဗျာလေအားလျှက်စစ်ရှိမယ်ရေအားလျှက်စစ်ရှိမယ်အခုဆိုနေလျှက်စစ်ပေါ့နော်ဒါ solar ဆိုအဲ့လိုမျိုးပြောပါတော့အဲ့ဆိုထားပါတော့ကျွန်တော်လေအားလျှက်စစ်မှာဆိုရင်ကျွန်တော်တို့ဂျလက်တွေပေါ့နော်တနည်းအားဖြင့်တော့အဲ့ဒီ ပန်ကားတွေလဲပက်ဖို့လေရလျက်စထုတ်လို့ဖို့အတွက်သူကတောင်ကုန်းမြင့်မြင့်နေမှာဒလက်တွေပေါ့နော်အဲ့လိုမျိုးပန်ကားတွေအဲ့လိုမျိုးဟာတွေတဆောက်ထားရတယ်။အဲ့ဒီအတွက်ကိုဒီတတော်တွေဆိုရင်တောင်ပေါ်တတော်တွေပါတယ်ဆိုရင်လေပူရလာအောင်ဆိုရင်တောင်တွေကိုအဲ့လိုမျိုးဒီသစ်ပင်တွေခုတ်ရတာတွေရှိတယ်။အဲ့ဒီအတွက်တတော်တွေပြုံးတိမှုတွေရှိရပေါ့နော်ပထမတစ်ခုပေါ့။နောက်ကြတော့ငှက်တွေပါတယ်ဆိုရင်လည်းအဲ့ဒါတွေကြောင့်ပတ်ဝန်းကျင်မှာရှိတဲ့လိုစကြက်မြေတွေပျောက်ဆုံးတာတွေရှိတယ်ပေါ့နော်။ ်နောက်တစ်ခုကကြတော့ဒီရေအားလျက်စစ်ဆိုရလဲအဲ့တိုင်းပဲရေအားလျက်စစ်ဆိုရင်လေရေကာတာတွေစောက်ရတယ် ေခိုင်စားရတာဖြစ်တဲ့အတွက်ဘေးပတ်ဝန်းကျင်မှာနေနာဆုံးရှုံးမှုတွေလည်းရှိတယ်ပေါ့နော်နောက်ပြီးကြတော့တောင်တွေဖြိုတောတွေခေါ်အဲ့လိုတွေရှင်းလင်းရဖြစ်တဲ့အတွက်ပတ်ဝန်းကျင်ကတော့အနေနဲ့များထိခိုက်တယ်နောက်တစ်ခုကတော့ဆယ်တွေစောက်ထားရတာဖြစ်တဲ့အတွက်ဘယ်တော့လို့ဆယ်တွေကျိုးသွားခဲ့မယ်ဆိုရင်ရေလွှမ်းမိုးနိုင်တဲ့ထိတောင်ဖြစ်တယ်ပေါ့နော်အခုနောက်ဆုံးတစ်ခုဆိုလာစွမ်းရေပေါ့နော်ဆိုလာအနာကြီးအဲ့မှာဆိုရင်လည်းသူကဆိုလာပြားထဲမှာတုံးထားတဲ့တထုကငွေငွေတုံးထားတယ်အဲ့ဒီ saver ပေါ့နော်ကျွန်တော် saver လို့ပြောပါတော့ငွေတထုတွေအဲ့လိုတွေတုံးထားရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ solar panel တွေများများထုတ်မယ်ဆိုရင်ဒီထဲမှာတုံးထ တဲ့တထုတွေကိုကျွန်တော်တို့ကများများဒူးဖော်ရတာရှိတယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီသဘာဝဘေးရန်တွေရဆိုးကျိုးတက်ရောက်မှုတွေရှိတာပေါ့နော်။အဲ့ဒါပါပဲ။အဲ့ဒီမသွန်းထားတဲ့တထုတွေကတော့ငွေရဲ့ကြီးရဲ့နဲ့တခြားတထုတွေပါဝင်နေတာ။ဒါကြောင့်ဒူးဖော်တာဖြစ်တဲ့အတွက်ဒီမြေတိုက်စားတာတွေမြေပြူတာတွေအဲ့လိုမျိုးဖြစ်နေတာပေါ့နော်။အဓိကတော့အဲ့ဒါတွေပတ်သက်ပြီးတော့ဒီအဆိုးကျိုးတွေကတော့အဲ့ဒါတွေတော့ရှိပါတယ်။နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဆိုလာပြားတွေမှာလည်းသူကတက်တန်းရှိတယ်ပေါ့နော်။အခုမှတော့သိမသိတာသေးဘူးဆိုပေမဲ့ဆိုလာပြားတွေတက်တန်းကလည်းအနည်း30ရာနဲ့အနည်း90တိရှိပါတယ်။သူကလည်းဆိုလာကလည်းတော့တစ်နှစ် ပီးတနေ့အဲ့လိုမျိုးဒီသုံးဆွဲတာကြာရင်ကြာတယ်လို့စွန့်ရင်ရယူနိုင်တဲ့နှုံးကလည်းလျော့လာတယ်ပေါ့နော် quality ကျကျလာတာရှိပါတယ်အဲ့တခုတော့ရှိပါတယ်ဟုတ်ကဲ့ပါဆိုတော့အခုခေတ်မှာတော့ကျွန်တော်တို့ဒီ solar တွေကတော်တော်များတော့ရင်းနှီးနေကြပြီပဲဖြစ်တယ်ပေါ့နော်အဲကျွန်တော်ဒီပတ်ဝန်းကျင်မှာလည်း solar သုံးဆွဲနေရတာတွေလည်းတော်တော်များတွေ့နေရပြီအဲ solar solar လည်းအခုကျွန်တော်လူတွေအများကြီးအကျိုးပြုနေပြီပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါဆိုတော့မိတ်ဆွေတို့အိမ်မှာရောဆိုလားတထားသလားတထားဆိုရင်ရောအတွေ့အကြုံကပါရှိတယ်လေ knowledge sharing လုပ်ချင်တာရှိရင်လည်း comment မှာအမှန်တော်လို့ရပါတယ်အတွေ့အကြုံလေးတွေပြောခဲ့ပါတော့နောက်ကျတော့ဒီဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မေးချင်တာများရှိတယ်ဆွေးနွေးချင်တာများရှိရဆိုရင် comment မှာဆွေးနွေးသွားလို့ရပါတယ်နောက်ထပ်ဗီဒီယိုဘယ်ဗီဒီယိုမျိုးတင်ဆက်ချင်လဲဆိုတာမျိုးလည်းအကြံပြုသွားလို့ရပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲ solar energy အကြောင်းဆွေးနွေးခဲ့ပါပြီနောက်ထပ်ဗီဒီယိုမှာထပ်တွေ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ